။နေလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့တွေ wireless barcode scanner ကိုမချိတ်ဆက်ခင်မှာလောက်ဆောင်အောင်မယ်အစဉ်လေးကိုပြပြပေးပါမယ်။ wireless barcode scanner ကိုမချိတ်ဆက်ခင်မှာပထမဆုံးလောက်ဆောင်ပေးရမှာတော့ကျွန်တော်တို့သုံးပြတဲ့ mobile phone ဒါမှမဟုတ်ရှင်လဲကျွန်တော်တို့ tablet တွေကို ဂျီကီးဘုတ်လေးထည့်ထားဖို့လိုပါတယ်ဂျီဘုတ်လေးကိုကျွန်တော်တို့က Play Store မှာကျွန်တော်တို့ရနိုင်ပါတယ်တော်တော်များများကလည်းအခုနောက်ပိုင်းမှာဂျီဘုတ်ကိုပဲတုံးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မစိမ့်ဘူးလို့ကျွန်တော်ထင်ပါတယ်အာတကယ်လို့ကျွန်တော်တို့ဂျီဘုတ်မတုံးရသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာကျွန်တော်တို့ဂျီဘုတ်လေးဒေါင်းလိုက်ပါတော့ဂျီဘုတ်ဆိုပြီးတော့ရိုက်ရှာလိုက်ပါ ရင်တော့ကျွန်တော်တို့ search ကိုတစ်ချက်နေလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ gbox ဆိုပြီးတော့တွေ့ပါလိမ့်မယ်နေရာမှာကျွန်တော်တို့ download လုပ်ပြီးသားဆိုလို့ရှင် open လို့ပေါ်နေပါလိမ့်မယ် download မလုပ်ရသေးတဲ့လူတွေက install ဆိုပြီးတော့ပေါ်နေပါလိမ့်မယ်အကြွေ update လေးတင်ကြတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အခုလိုမျိုးလေး update ကိုတချင်နေလိုက်ပါဒါဆိုလို့ရှိရင်တော့ latest version ကိုအသုံးပြုရပါပဲဖြစ်ပါတယ် ဂျီပုတ်လေးကျွန်တော်တို့ကဒေါင်းလုဒ်လုပ်ပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့မိုဘိုင်းဖုန်းထဲမှာဂျီပုတ်လေးကိုဆက်ရဲလောက်ရမှာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှင်ကျွန်တော်ဒီဂျီပုတ်လေးကိုဘယ်လိုမျိုးထည့်ရမလဲဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့မိုဘိုင်းဖုန်းရဲ့စက်တင်လေးကိုတွားပြပါ စတင်နေရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ search ကနေလည်းရိုက်ရှာလို့ရတယ်လို့မျိုးကျွန်တော်တို့ဒီကနေပြီးတော့လေ language and input ဆိုတာလေးကိုရိုက်ရှာလို့ရပါတယ်ဆိုတော့ကျွန်တော်ဒီမှာတော့ဒီကနေ search ကနေပြီးတော့ပဲ language and input ဆိုတာလေးကိုတစ်ချက်ရိုက်လိုက်ပါမယ် language ဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုလိုမျိုး l a n g u a g e ဆိုပြီးရိုက်ရှာလိုက်လို့ရှိရင်အများစုကပေါ်လာမှာဖြစ်ပါတယ် language and input ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ် ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတော့ manage keyboard ဆိုတာလေးကိုလုံဆောင်ပေးရမှာဖြစ်ပါတယ် manage keyboard ထဲကိုတစ်ချက်ဝင်ပြီးဆိုတာလို့ရှိရင်ကျွန်တော်တို့ keyboard လေးဖွင့်ထားလားမဖွင့်ထားဘူးလားဆိုတာကိုတစ်ချက်ကြည့်လိုက်ပါဖွင့်တချို့တဲပိတ်ထားရဆိုရင်ဒီလိုမျိုး off ဖြစ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ကအတော့ပြုမှာဖြစ်တဲ့အတွက်ဒီနေရာမှာ on ထားပြပါပြီးရင်တော့ကျွန်တော်တို့က manage keyboard ထဲ on ပြီးသွားရင် back လေးတစ်ချက်ထွက်ပြီးတော့ current key ဘုတ်နေရာမှာကျွန်တော်တို့က G ဘုတ်ဆိုပြီးတော့ရွေးချယ်ထားပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင် current current key ဘုတ်ဆိုရင်ပြီးမှတစ်ချက်နေနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က G ဘုတ်ဆိုတာလေးကိုတစ်ချက်ရွေးချယ်ထားပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ current key ဘုတ်မှာ G ဘုတ်ဆိုပြီးတော့တွေ့ပါလိမ့်မယ် G ဘုတ်လေးရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂျီဘုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေအာ language လေးတွေကိုထည့်มาဖြစ်ပါတယ် ဆိုတော့ language ကိုကျွန်တော်တို့ကဒီ search ကနေပြီးတော့ပဲကျွန်တော်တို့ Gbox ဆိုပြီးတော့ရိုက်လိုက်လို့ရပါတယ် ဂျီဘုတ်လို့ရိုက်ရှာရင်ကျွန်တော်တို့အခုလိုမျိုးလေးဂျီဘုတ်ဆိုတွေ့လိမ့်မယ်ဒီမှာမှကျွန်တော်တစ်ချက်ထောက်လိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ဂျီဘုတ်ရဲ့အဆက်တင်လေးတွေတွေ့ပါလိမ့်မယ်အဲ့မှာကျွန်တော်တို့ကဒီ language ကိုလောက်ပါဖြစ်တဲ့အတွက်ဒီ language ဆိုတဲ့ပုံကိုတစ်ချက်ထောက်လိုက်ပါအဲ့မှာမှကျွန်တော်တို့တွေ language နေမယ်ဆိုလို့ရှိရင်အင်္ဂလိပ်ဆိုတာလေးတွေ့လိမ့်မယ်ဒီမှာမှကျွန်တော်တို့ကမြန်မာစာကီးဘုတ်လေးကိုထပ်တိုးသုံးပြီးမှဖြစ်တဲ့အတွက် အက်ကီးဘုတ်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ search language ရနေတစ်ချက်ထောက်ပြီးတော့မြန်မာလို့ရိုက်ရှာလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့အခုလိုမျိုးမြန်မာလေးပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကမြန်မာစာလေးကိုရွေးလိုက်မယ် ပြီးတော့ကျွန်တော်တို့ဒန်းကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာမြန်မာစာလေးပေါ်လာပြီဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့စာရေးပိုင်းရိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကြီးပုတ်လေးကိုအခုလိုမျိုးလေးအသုံးပြုလို့ရမှာဖြစ်ပါတယ်။ကျွန်တော်ကဘာလုံးလေးကိုနှိပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်အင်္ဂလိပ်နဲ့မြန်မာကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။ Okay ဒါကတော့ကျွန်တော်တို့ wireless keyboard လေးကိုဒါမချိတ်ဆက်ခင်မှာပထမဆုံး G keyboard လေးကိုထည့်တဲ့အဆင့်ဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတော့ကျွန်တော် wireless barcode scanner လေးကိုဘယ်လိုမျိုးချိတ်ဆက်မလဲဆိုတာကိုဆက်ပြီးတော့ပြပေးပါမယ်ခင်ဗျာ။